င်္ဂလာပါဗျာကျွန်တော်ကတော့ထိုက်အောင်နေဖြစ်ပါတယ်2025ခုနှစ်အောက်တိုဘာလတလဇာအတွက်တလင်းလာတတိယအားလုံးအတွက်တဲတော့ရတရားကိုညွှန်ကြားပြဆိုပေးမှာဖြစ်ပါတယ်ဗျာစီဝိုင်းနဲ့ပတ်သက်တဲ့ကိစ္စမာလာကြစီဝတ်တဲ့ချိန်ရောက် ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စ900 900တောင်5သိသိန်း900တိန်း900သိန်း900တိန်း900တောင်ဝင်လာတတ်တဲ့ချက်ဖြစ်ပို့ပို့ပြီးတော့တည်ကြခြင်းနဲ့ပို့ပို့ပြီးတော့ကောင်းမွန်ခြင်းနဲ့ဆိုရင်တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုပေါမုတ်ထောပဲ့တော့5ချက်အမွှေးတိုင်း5တိုင်းကတ်လူမှုတော့လူတိုင်းပြီးတော့ဆုတောင်းပါကျမ်းမာရေးနဲ့ပတ်သက်တဲ့ကိစ္စဒူးလို့နားလို့နှာခေါင်းလို့နှလုံးလို့ ਨੇ ပတ်သက်တဲ့ယောဂတွေဖြစ်တတ်ပါတယ်ခံစားတတ်ပါတယ်။ရေရဇဏတက်တာပြောက်ကင်းကျင်တယ်ဆိုရင်တော့တထတတနာနာမည်ပါတဲ့ဆရာဝန်နဲ့ကုသပါတမားတော်နဲ့ပြတာ။တဲရရရတခုကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုကျေရရတစ်ချက်သေးမှာထញ្ញက်ခဲခုနှစ်ခဲထဲအမွှေးလိုက်ခုနှစ်တိုင်ဆက်ပြီးတော့ကတ်လူပူတော်တူရမ်းပြီးတော့ဆူတောင်းပါဒါဆိုရင်တော့ ခံစားနေရတဲ့ယောဂတွေဝေဒနာတွေကပိတ်ကြရက်ပေါ်ရှင်ပြေတကယ်လို့အမြန်အစင်ပြင်းစင်ပပြအောင်မြင်မှာပဲဖြစ်ပါတယ်စာမှုရဲ့ကိစ္စအင်တာဗျူးကိစ္စအချိန်ချက်ကိစ္စအမှုကင်းကိစ္စသူတွေကိုယ်တွေပြောရဆိုတာရှင်းရရတဲ့ကိစ္စတွေရှိခဲ့တယ်ဆိုရင်တော့အဖြူရောင်လို့အနီရောင်လို့တွဲဆက်ထားတဲ့ကာလာတွေကိုဝစ်ဆင်ပြီးတော့တွားပါအိုးရီတစ်ခွက်ကိုတောက်ပြီးတော့တွားပါ ါဆိုရင်တော့ကိုယ့်ဘက်ကဒီအောင်နိုင်မှုကိုရရှိမှာပဲဖြစ်ပါတယ်ဗျာဒီလိုဒီမျိုးမှာမတော်တဲ့အရက်ဒေတာတွေကိုညွန်ကြပြဆိုရမယ်ဆိုရင်တော့အရှိတောင်ရက်ကိုတွားခြင်းကိုတော့လုံးဝလုံးဝရှောင်ကျင်တဲ့နည်းတဲ့နေဖြစ်ပါတယ်ဒီလိုကာလမျိုးမှာခုံတော်တစ်ခုပွားများခြင်းနဲ့သူတွေအတွက်ကတော့ လောကဝိတုအောင်မီဆိုပြီးတော့မနဲ့အိယာထနဲ့အိမ်ပေါ်မှာခြေစုံရက်လာဘဘက်ကို မျက်နာမူပြီးတော့တက်စေရုပ်ကမှာ ဖြစ်ပါလေတလားတိတိရုပ်ကမှာဖြစ်ပါလေဘုရားဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပြီးတမျိုးကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့ဝိဇာသာယနာတမန်တော်အောင်မီဆိုပြီးတော့ဒီနေ့ကိုပတိသုံးပါစေကမှာဖြစ်ပါလေတလားတိတိစေကမှာဖြစ် ဒါဆိုရင်လူကြီးမင်းတို့မှာကြုံတွေ့ရမယ်။ကံစားလာညံ့ခိုက်ပြီးပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျာ။ကျွန်တော်ကတော့ထိုက်အောင်လင်းပါဗျာ။ဤနေ့ဤရဲ့ဤချိန်ကနေစပြီးတော့လူကြီးမင်းတို့အားလုံးကျွေးကြည်တိုက်ဆောက်ဝါဝါစာများများလုပ်ပြီးတော့ပေါ်ပေါ်တုံးနိုင်ပါစေဗျာ ជីវ័តတို့အောင်မြင်ချမ်းသာပါစေជីវ័តတုံးစတူးပါစေအသက်ရှူတိုင်းဝေဝင်ချမ်းပါစေလို့ကျွန်တော်ထိုက်အောင်ပါဘုရင်မြတ်တို့မိသားစုအားဒီနေရာကနေစူတောင်းမြတ်တာများလှိုက်လိုက်လေလေပူတာလိုက်ရကြောင်းပါဗျာစမားရဲ့နေလာ channel ကို like subscribe လုပ်ဖို့မမေ့ပါနဲ့နော်